BC 623ကျတော့မန္တလေး68ကစုံလမ်းပြေတောက်ကြံနေမှာလုံမီတာမောတဲ့အင်ဂျင်တော့မှာပေါ့မြင်တာဟုတ်ပါရဲ့ဒါတွေကတမိုင်းမှတ်တာရှိပါတယ်နော်အဲ့ဒီရဲ့တို့လေကဘာအမွေနှစ်ဖြစ်တတ်မှတ်ထားပါဒီသစ္စာတရားတို့ရဲ့အရှင်သခင်ဟာတည်တည်ရှာရှာမျိုးရိုးမိဘနေရာဌာနတည်တည်ရှာရှာမွေးဖွားလာတယ်ဆိုတော့ညင်လို့ရပါမလားရပါ ါဒါဆိုလို့ချင်းသူဟောကြတဲ့တရားတွေကလည်းအခိုင်အမာရှိနေတယ်ဆိုတော့ညင်းလို့ရပါမလားမရပါဘူးနော်အိန္ဒိယမနတွေကရောက်ပြီးတော့ဇာတ်၄၀ပွဲထားတယ်ယမနဝဒခတိယဥဒ္ဒါဆိုပြီးတော့ပွဲထားတယ်ဟုတ်လားအဲ့လိုပွဲတဲ့အခါမှာခတိယအຫນွေမှာပါတယ်လို့ဒီဓမ္မနတွေကမင်းကြီးမင်းသားတွေကခတိယအຫນွေမှာပါတယ်ရုပ်တယ်ဒါကြောင့်မို့လောင်းတော်ရဲ့အຫນွေကိုခတိယအຫນွေလို့သတ်မှတ်ကြတယ်လူကသတ်မှတ်လို့ဆိုပုံနာတွေကသတ်မှတ် တာကင်ဝင်ွယ်ရရသူတို့ကိုသူတို့အဲ့လိုတတ်မှောက်သူတို့ကိုသူတို့ရောသူတို့တက်ကြတယ်တမတက်ကြဆိုတော့စွမ်းဆောင်နိုင်တယ်လို့ဒိဋ္ဌိပဲအာရမေရှင်ဖြစ်တယ်ဗန္ဓမေရှင်ဖြစ်တဲ့အတွက်ကြောင့်ရောသူတို့ဒီနတ်ကုန်းဝယ်တဲ့ဝါဒအဲ့ဒီမြန်မာတွေဖန်ဆင်းတာတဲ့နတ်ကုန်းဝယ်တဲ့ဝါဒနတ်ယုတ်တွေကိုပူဇော်တဲ့အယူအဆကိုလက်ခံအဲ့တော့ရောသူတို့စဉ်းစားကြည့်ပေါ့ဒုက္ခနာမင်းကြီးရောမေတော်မာယာဟောကဒီဒိဋ္ဌိထုံးတမ်းပြစ်မပြစ်ပယ်နိုင် အပြစ်ပင်ပင်နေလဲဆိုတော့တို့တိုင်းပြည်မှာလည်းရုပ်တို့နိုင်ုပ်တွေပို့ခေါ်ကြတာ။ဒါပြင်ထူးထူးဆန်းဆန်းကဥပဒ္ဒမင်းသားဟာအဲ့ဒီနိုင်ုပ်တွေရှိမှာရှေ့မှာပူဇော်တက်ကြရဆူတောင်းခြင်းဘရုံးလုံးပြေဘူး။စောင်းပေါ်မှာလည်းမတွေ့ဘူး။ခမဲတော်တုတ်တမမင်းကြီးနဲ့ကလည်းရုပ်တို့နေရာတိုင်းမှာသဘောထားတက်ဆိုင်တာမဟုတ်ဘူး။တားကအယူဆတစ်မျိုး၊ဟခင်ကအယူဆတစ်မျိုး။ဟခင်ရဲ့အယူဆတော့ချီယူဆန်။တားရဲ့အယူဆရထာဘုရားဆန်။ အလောင်းတော်ရဲ့စိတ်ဆန္ဒအာတိတကျက်စားတာဘယ်လိုကျက်စားနိုင်အောင်လောကဓမ္မတာလောကအကျင့်ကိုကျက်စားတယ်။ဥပမာမင်းကြီးရတဲ့ယောဂရီစိတ်နိုင်ဖို့စိတ်အောင်နိုင်ဖို့ချမ်းသာဖို့ကြည်ပွားဖို့ဩဇာအနာရှိဖို့ကျက်စားတာပေါ့။ဒါဆိုသူတားဖာယူဆတူလား။ဥပမာမင်းကြီးကတော့စိတ်သဘောထားပြေမှာမဟုတ်ဘူး။အကမဲတော့စိတ်တော်သာပြေမှာမဟုတ်သူရေရေထားတာဘာရေထားတာတော့စကြဝဠာဖြစ်ရတယ် တို့ကကမ္ဘာတိုင်းပြည်လေးရနိုင်ငံငယ်လေးကိုသလမင်းကြီးရဲ့ခီးရိတ်အောက်မှာနေရတာအခုစကြဝဠာဖြစ်နေလို့ပုံသားတွေကရောက်ကြတယ်ပေါကင်းထုတ်တာပဲပုံသားတွေရုံလောင်းမြုံလားသူတို့ပြောတဲ့တိုင်းဖြစ်ဖြစ်နေတော့သူပုံသားမင်းကြီးထင်တယ်မဟုတ်လားမထင်တဲ့လူတယောက်ကတော့ရှိတယ်အဲ့ဒီပုံသားတွေကိုမယုံကြည်တဲ့လူရှိတယ်ပြောတာအိဒ္ဓတမင်းသားပဲပြောတယ်ယုတ်တိကိုမရှိခိုးဘူးမကိုးကွယ်ဘူးမစိက်ကဘူးဆိုတော့ဒါကိုးကွယ်စိက်ကရင်ဒါ မဲ့ရှင်မဲ့နာမဲ့မဲ့လို့ဟောကိန်းတွေကိုယုံကြည်လို့လားမယုံကြည်လို့လားမယုံကြည်ဘူးဒါကြောင့်မို့တိတ်တတ်တာမင်းသားမယုံကြည်ဘူး